။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့မိုးလေဝသတဲ့တင်များကိုစတင်တက်ဆက်ပေးပါတော့မယ်။အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဘူးအလွန်အခြေအနေတည်းစက်တင်ဘာလ29ရက်နေ့မြမစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြေညာချက်များနေတယ်။ယနေ့မြမစံတော်ချိန်9နာရီခွဲနာရီချိန်တိုင်းထွာချက်များရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွန်ဟာဆိုရင် အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးတော့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဘူးအလွိုင်းအဖြစ်သို့အားလျှော့သွားခဲ့တာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဗေမျိုးနဲ့ဒုံဖိုင်မျိုးတို့အကြမ်းမှဖျက်ချော်ဝေရောက်ခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းသွင်းပိုင်းဒေသများကိုဆက်လက်ဖျက်ချော်လျက်ရှိရပဲဖြစ်ပါတယ်။ နောက်48နာရီအတွင်းခံမှန်းချက်များအနေနဲ့အဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဘူအလွိုင်းဟာဆိုရင်အနောက်မှအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးယနေ့ညနေပိုင်းမှာလာအိုနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်းဘူအလွိုင်းအဖြစ်ဖြစ်လကောက်ယနေ့ညပိုင်းမှာလာအိုနိုင်ငံသုံးသွင်းပိုင်းဒေသများကိုအပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြစ်လကောက် 30ရက်6လ2025ရက်နေ့နနက်ပိုင်းမှာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို လေဗီယာနဲ့ဆာဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ထို့ဖြစ်ပါရဲ့တတိပေနိုးစော်ချက်များအနေနဲ့အဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဘူအလွိုင်းမှပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်ယနေ့မနက်မှတရက်10လ2025ရက်နေ့အတွင်း နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီး ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးအချို့ဒေသများမှာတော့ဒေသအလိုက်နဲ့နေရာခွက်ရွေမိုးကြီးခြင်းများဖြစ်ပေါ်နိုင်တာပဲဖြစ်ပါတယ် မြမကယောတန်လျှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးမှာပဲဖြစ်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီမှာ35မိုင်အထိတိုက်ခတ်နိုင်တာပဲဖြစ်ပါတယ်။ပလိုက်အမြင့်မှာမြမကယောတန်လျှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ပေမှ၁၂ပေခန့်ရှိနိုင်တာပဲဖြစ်ပါတယ်။အကြံပြုချက်များအနေနဲ့မိုးသည်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းတရက်စည်းလက်ခြင်းမိုးသီးကျွေခြင်းတရက်တစ်ပြက်ရေကြီးခြင်းနဲ့ရေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများမှာရှိရဲကောမြင့်ဒေသအနီးမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအန္တရာယ် ညငယ်ချောင်းငယ်များလီမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်တတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းစာသမန်များနေဖြင့်လိုအပ်စီများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ကြပါရန်တတိပေနှိုးဆော်အပ်ပါရဲ့ရှင်။